တရားအားထုတ်တယ်ဆိုတာကယခုပြောမှသည်တခါမှတရားအားမထုတ်ဖူးသေးတဲ့သူတွေအားထုတ်ခြင်းတော့လည်းဘယ်လိုအားထုတ်ရမှမသိတဲ့သူတွေအားထုတ်စေရှိနေတော့လည်းဟိုဟာလိုလိုဒီဟာလိုလိုနဲ့အားထုတ်တဲ့လမ်းကြောင်းတစ်ခုပေါ်ကိုတော့အထိုက်လျောက်ရောက်နေတဲ့သူတွေအဲ့အတွက်ရည်ရွယ်ပြီးတော့လုံးတက်အောင် ဆက်ရလှုပ်ဖို့လမ်းကခိုင်ခိုင်မာမာရအောင်ပြောဆိုပေးခြင်းဖြစ်ပါတယ်။ဟိုဆရာကြီးအဆင့်ကိုရောက်နေပြီးသားဆရာကြီးအဆင့်ကိုရောက်နေပြီးသားသူများအတွက်တော့အကျုံးဝင်မယ်လို့ဘုန်းကြီးမထင်ပါဘူး။အထူးသဖြင့်ဘုန်းကြီးဟာအဲလူငယ်တွေကိုစိတ်ဝင်စားတယ်ဘုန်းကြီးကိုယ်တိုင်လူငယ်ဘဝနဲ့နော်ပါနိဗ္ဗာန်ရခြင်းလို့ အပူတော့ကတွေကြောက်လို့အဲဒုက္ခခံတာဒီလိုမျိုးမဟုတ်ဘူးဘုန်းကြီးဒီအမေးသေးတဲ့ပုံမှာစိတ်ဖြစ်ပြီးတော့စိတ်ခံစားမှုတန်ရာရပြီးတော့ရှစ်နှစ်သားအမေးဆုံးတာပေါ့နော်အဲ့ဒီကနေပြီးတော့ဘုန်းကြီးအမေးမြင်တိုင်းပေါ့ကို့အမေးအရွယ်မြင်တိုင်းအမေးလို့ထင်တယ်နောက်ကို့အမေးနဲ့တူရယ်ဆိုတော့အဲ့ဒီစိတ်ကလည်းအမြဲတမ်းရှိနေတယ်ဒါပေမဲ့အမေးတိုင်းကတော့ပဲတူနိုင်မှာတော့နော် အဲအဲ့လိုစိတ်ဖြစ်တော့ကိုယ်စိတ်ထဲကဖြစ်တာတွေကိုသူများကိုမပြောရဲပဲနဲ့ကိုယ့်ဘက်ကို trauma ဖြစ်နေနေရတာအကြာကြီးပဲအဲ့ကနေပြီးတော့ဘုန်းကြီး22နှစ်သားကြတော့ဘုန်းကြီးတတိယနှစ်ကိုရောင်းနေပါပြီတက်ကတော့အဲကြင်ကြားမှာဘုန်းကြီးစာအုပ်တွေအများကြီးဖတ်တယ်ဖတ်တဲ့ခါကျတော့အဲဘုန်းကြီးရဲ့အင်္ဂလိပ်စာ background ကောင်းတဲ့ခါကျတော့ဒီ western philosophy တွေအများဆုံးဖတ်ဖြစ်တယ် bible ဆိုတာတမန်ကျမ်းစာဆိုတာ အကျိန်ပေါင်းမနေဘူးဖတ်ဖြစ်တယ်အခုထိလည်းဘုန်းကြီးမှရှိတယ်အဲ့ဒီဘိုင်ဘယ်လိုလဲနော်ဒီဖီလိုဆိုဖီတွေနဲ့ညှိပြီးတော့ဖတ်တယ်ဒါပေမဲ့လည်းဘ ഹു တုတ္တတွေပဲတိုးလာတယ်လူရင်းဖြေတော့မထွက်ဘူးအဲ့ဒီကနေဘုန်းကြီးက27နှစ်တောင်မှဘုန်းကြီးရဲ့အဖေကခဏကြောင်းနာတဲ့ခါကျတော့ငါသားစရီဖတ်တာများပြီငါသား တရားစထိုင်ကြည့်ပါလားလို့ဘုန်းကြီးကိုဒီလိုမိတ်ဆက်ပါတယ်မိတ်ဆက်တော့ဘုန်းကြီးကအဲ့ချိန်တော့ကဘုန်းကြီးရဲ့တကားကြီးကမာဇီဆရာတော်ဘုရားကြီးရဲ့နေလက်ဓမ္မတိကတိကတပည့်ဆရာတော်ကြီးတစ်ပါးဖြစ်တဲ့ဆရာတော်ဥညာဏနဲ့နှီးဆက်နေပါတယ်အဲ့ဒီဆရာတော်တို့ကညီကိုနှစ်ပါးကမန္တလေးစိန်ပန်းမှာစိန်ပန်းမာဇီရိတ်တမှာအဲ့ဒီတော့ကဦးစီးကြပါတယ် ဒါနဲ့ဘုန်းကြီးရဲ့အဖြစ်ရဲ့အကူအညီနဲ့ပဲဟုတ်ကဲ့အထုတ်ကြည့်မယ်ဆိုပြီးတော့အဲ့ဒီတရားထုတ်တဲ့စာအုပ်လေးစပြီးတော့လေ့လာရဲနဲ့အထုတ်ဖြစ်တာပေါ့နော်အထုတ်နေရတော့ရိုးရိုးလေးပါအဲကိုယ်ရဲ့လှုပ်ရှားမှုရုပ်လှုပ်ရှားမှုမှန်သမျှစိတ်ဖြစ်မှုမှန်သမျှခံစားမှုမှန်သမျှအဲ့ဒါတွေကိုလိုက်ပြီးတော့သတိထားခိုင်းတာပါပဲစမုဒ္ဒိယပြောမယ်ဆိုရင်တရားထုတ်တဲ့ဒုတိုင်းဟာမက်ကင်၈ပါးပေါ်မှာရှောက်လန်းရပါ တရားထုတ်တဲ့သူတိုင်းဟာမဂ္ဂင်၈ပါးပေါ်မှာရှောက်လန်းရပါတယ်။အဲဒီမဂ္ဂင်၈ပါးကိုမဂ္ဂသစ္စာလို့ခေါ်ပါတယ်။ဒါကဘုန်းကြီးဟိုလိလတဲ့ကတော့ပဲသိမလဲတာလေ။ခုချိန်မှာဘုန်းကြီးကိုယ်တိုင်ပြည့်ရပြိပတ်တွေစုံလာတယ်။အခုဘုန်းကြီးကိုယ်တိုင်56နှစ်ရှိနေပါပြီ။တော်ရဆောက်တည်လာတာကြီးနှစ်ပေါင်း20တနှစ်ရှိပါပြီ။ယဟန်ဘုရား35နှစ်ရှိပါပြီ။တကယ်လို့ကြောင်းပြီးမှဝဲလာတာ။နော် ဘုန်းကြီးက22နှစ်သားမှာကြောင်းပြီးပါတယ်တကယ်လို့ကြောင်းပြီးပါတယ်အဲ့ဒီကနေပြီးတော့မှဘုန်းကြီး23-24ရတော့ရိတ်တာနဲ့ပြန်လိုက်ကူးလိုက်အိမ်နဲ့ကူးချီတန်းချီနဲ့အဲရိတ်တာပြန်သွားလိုက်အိမ်ပြန်လိုက်စကံပြန်ဝင်လိုက်နဲ့အဲ့လိုနဲ့ပဲ24နှစ်ကြာတော့ဘုန်းကြီးသင်္ကန်းဝတ်ချင်တဲ့စိတ်စဖြစ်ပါတယ်။ဒါကဘုန်းကြီးဘာကြောင့ တရားထိုင်တာကိုဒီလောက်တချိုက်မမဲ့တဒန်းတတာနဲ့အဲဒီလောက်ပြောနေလဲဆိုတာကိုအလုံးခံစားကြည့်လို့ရမှာပါအဲ့ဒီကနေပြီးတော့ဘုန်းကြီးစထိုင်ကြည့်တော့လည်း၁၇နှစ်သားမှာထိုင်တဲ့သဘောကျတယ်စိတ်နဲ့ကိုယ်နဲ့ကပ်လာတယ်လို့ခံစားရတယ်ခုနကဘုန်းကြီးရဲ့ကွယ်လွန်သွားတဲ့မိခင်ကြီးစီကိုတွားတွားနေတဲ့စိတ်ကလည်းပဲအဲရက်သွားတယ်လို့အဲ့ဒီတော့ကကလေးရဲ့အသည့်နဲ့လူငယ်တယောက်ရဲ့အသည့်နဲ့အဲ့လိုတိခဲ့တာပေါ့ ရက်သွားတယ်ရက်သွားပြီးတော့ခံစားမှုတွေတက်တာလာတယ်ခံစားမှုဆိုတော့ဝေဒနာပေါ့နော်ဝေဒနာတွေတက်တာလာတယ်အမှုကိုမှတ်ရတဲ့စိတ်ဖြစ်လေအဲ့စိတ်ကိုပြန်ရှုတယ်စိတ်ကချက်ချင်းပြုတ်ကျသွားတယ်ခံစားရတဲ့ပတ်ဒီမကူးတော့ဘူးနော်စိတ်ကိုပြန်ရှုတဲ့အခါမှာစိတ်ကချက်ချင်းပြုတ်ပြုတ်ကျသွားပြီးတော့ခံစားရတဲ့ပတ်ကိုမကူးတော့အဲ့ဒီမှာစပြီးတော့ဘုန်းကြီးကအမေပုံမှန်တဒန်းတတ်တာဖြစ်နေတဲ့ attachment လို့ခေါ်တယ် တမှုရိယသစ္စာပေါ့နော်အဲ့ဒီကနေစလွမြောက်လာတယ်လို့ခံစားရပါတယ်ယခု mindfulness ကိုတိတ်ပနေကြလေးလာတဲ့အခါကျတော့ဒီသတိပဋ္ဌာန်တရားကိုအထုတ်ခြင်းသည် emotion ကိုခေါ်တဲ့လောဘဒေါသမောဟမာနအိတ်တမေစရိယပေါ့နော်တမှုရိယသစ္စာပါဝင် emotion လို့ခေါ်တဲ့အဲ့ဒီစိတ်ခံစားမှုတွေကိုရှင်းချပေးတယ်အဲပေးရှားပေးတယ် ဒီလိုမျိုးပြိပတ်တိတ်ပန်နေကြတွေကဆိုးလာတာကိုတွေးလာရတဲ့အခါမှာအော်ဒါကြောင့်ဒီလိုဖြစ်ရတာကိုလို့ဘုန်းကြီးစသဘောပေါက်ပါတယ်အဲ့တော့ဒီကနိဗ္ဗာန်ရဖို့ဘုန်းကြီးအားထုတ်နေတာမဟုတ်ဘူးပြိပတ်တန်တရားအားထုတ်ကြည့်မယ်ဆိုပြီးတော့အဲ့ဒီပြိပတ်တန်တရားတက်တက်ကိုပဲအားထုတ်ခဲ့တာပဲဒါမှဒီဘက်ပိုင်းမှာဘုန်းကြီးကိုယ်တိုင်ပြည့်ရတဲ့ပြိပတ်တွေပြည့်စုံအောင်ကိုယ်တိုင်အားထုတ်လာတဲ့အခါကျတော့တရားထုတ်တယ်ဆိုတဲ့ကိစ္စဟာ ခန္ဓာရဲ့ဉာဏ်ရဲ့တတိပဋ္ဌာန်ရဲ့ချိန်တာလို့ဘုန်းကြီးခဏခဏပြောတယ်။ခန္ဓာရဲ့ဉာဏ်ရဲ့တတိပဋ္ဌာန်ရဲ့ချိန်တာလို့ဘုန်းကြီးခဏခဏပြောတယ်။ခန္ဓာဆိုတာကကိုယ်ခန္ဓာအဲ့ဒီခန္ဓာကိုခွဲလိုက်ရင်၅ပါးရတယ်။ခန္ဓာဆိုတာကကိုယ်ခန္ဓာအဲ့ဒီခန္ဓာကိုခွဲလိုက်ရင်၅ပါးရတယ်။ဝိပဿနာရှုမဲ့သူကခွဲကိုခွဲရတယ်ခန္ဓာ၅ပါးရတယ်။အဲ့ဒီ၅ပါးကိုမကတ္တစ္ဆာနဲ့ရှုတာ။နော်။ ခန္ဓာ၅ပါးခွဲပြီးတော့အဲ့ဒီခန္ဓာ၅ပါးကိုမက္ကသစ္စာနဲ့ရှုတာရှုတဲ့အခါမှာအဲ့ဒီမက္ကသစ္စာဒီဘယ်တတိပဋ္ဌာန်ပေါ်မှာအခြေခံပြီးတော့ရှုတယ်လဲဆိုတဲ့ဥစ္စာနော်အဲ့တော့ဝန်ထက်ထွက်တဲ့အခုဆိုကြပါစို့ဝန်ထက်ထွက်တဲ့ဆိုကြပါစို့ဝန်ထက်ထွက်တဲ့ဒီရုပ်ခန္ဓာလို့ခေါ်တယ်ဝါယောတ္တရုပ်တရားဖြစ်တဲ့အတွက်ရုပ်28ပါရှိတယ် အဲ့ဒီ28ပါးကိုအဲ့ဒီ28ပါးတွေကတပါးပါးတိုင်းကိုရုပ်ခန္ဓာလို့ဖွဲ့ရတယ်။ဉာဏ်ပြောရင်တော့ရုပ်မှာဖြစ်သမျှတွေရုပ်ပေါ်မှာဖြစ်သမျှတွေအဲ့ဒါကိုရုပ်ခန္ဓာလို့ခေါ်တယ်။အဲ့ဒီရုပ်ခန္ဓာတွေကိုကာယမူပတ္တနာတတိပဋ္ဌံပေါ်အခြေခံသောဝိပတ္တနာမကသစ္စာနဲ့ရှုရတယ်။ဒါဒီဘက်ဘုန်းကြီးပြည့်ရပြိပတ်တွေသိချာနားလဲလာတဲ့ခါမှာဘုန်းကြီးလည်းအဲ့ဒီတိုင်းရှုတယ် ဘုန်းကြီးရဲ့တပိပရိသတ်ကိုပြည်တွင်းမှာရောပြည်ပမှာရောပြည်ပနိုင်ငံတွေထွက်ရင်လည်းအဲ့ဒီအတိုင်းပဲဘုန်းကြီးသင်ပေးတယ်အဲ့ဒီအတိုင်းပဲဘုန်းကြီးသင်ပေးတယ်အဲ့တော့အခုဝင်တဲ့ထွက်တဲ့ဒါကမဟာဗုဒ္ဓတရား၄ပါးအခြေခံယုတ်ကြီး၄ပါးဖြစ်တဲ့မဟာဗုဒ္ဓတရားမဟာဗုဒ္ဓယုတ်ကြီး၄ပါးကတပါးဖြစ်တယ်ပရိတိသောအဘောဝါယောလို့ခေါ်တဲ့အဲ့ဒီတက်ကြီး၄ပါးတဲ့က တပါဖြစ်တယ်အဲ့ဒီဝင်ဘက်ထွက်တဲ့ဒီဝါယောဓာတ်ဖြစ်တယ် air element လို့ခေါ်ပါတယ်နော်ခုခေတ်ကလေးညားလျောင်ဆိုရင် air element လို့ခေါ်ပါတယ်ဒီဝါယောဓာတ်ရုပ်တရားကိုခန္ဓာဖွဲ့တဲ့ခါကျတော့ရုပ်ခန္ဓာလို့ဖွဲ့ရပါတယ်ခန္ဓာဖွဲ့တယ်ဆိုတာခန္ဓာဖြစ်နေအမိတက်လိုက်တာပဲခန္ဓာဖြစ်နေအမိတက်တော့သူ့ရုပ်ခန္ဓာလို့အမိတက်ရပါတယ် အဲ့ဒီရူပခန္ဓာတိုင်းခန္ဓာတိုင်းရုပ်မှာဖြစ်သမျှတိုင်းဖြစ်သမျှတိုင်းဖြစ်ခိုက်ဖြစ်ခိုက်ရုပ်မှာဖြစ်သမျှတိုင်းကိုကာယဝိပဿနာတတိပဌာန်လို့ခေါ်တဲ့တတိပဌာန်နဲ့အထုတ်ရပါတယ်တတိပဌာန်နဲ့ရှုရပါတယ်အဲ့တော့ရူပခန္ဓာကိုရှုတဲ့ရှုနည်းသည်ကာယဝိပဿနာတတိပဌာန်ရှုနည်းဖြစ်ပါတယ်အဲ့တော့ဒီရူပခန္ဓာကိုဝင်တဲ့ထွက်တဲ့ကိုသူဖတ်သူဝင်သူပတ်သူထွက် ကိုဘာမှလှုပ်เสียမလို့ဘူးဒါအရေးကြီးတယ်ကိုဘာမှလှုပ်เสียမလို့ဘူးခါလေးဖြောင်ဖြောင်လေးထားတင်မလင်းလေးကိုခွေခါလေးဖြောင်ဖြောင်လေးထားတင်မလင်းလေးကိုခွေလက်ကိုတက်တာတယ်လို့ထားလက်ကိုရင်ငုံနှမ်းမှာထပ်ပြီးတော့ထားနိုင်တယ်ဒူးပေါ်မှာလည်းတက်တာတယ်လို့တင်ထားနိုင်တယ်လို့ပေါင်ပေါ်မှာလည်းတက်တုံတက်တာတင်ထားနိုင်တယ်လက်နဲ့ပတ်သက်လို့ယူမသေးရဘူး ုဖတ်သူဝင်သူဖတ်သူထွက်ပဲနော်သူဖတ်သားဝင်သူဖတ်သူဝင်သူဖတ်သူထွက်ပဲကိုဘာမှလုပ်ပေးစရာမလိုသူဖတ်သူဝင်သူဖတ်သူထွက်နေလို့ဒါလေးစောင့်ကြည့်အဲ့လိုစောင့်ကြည့်တဲ့အခါမှာစိတ်ကိုပူရိပ်တည်ငြိမ်စေဖို့အတွက်ဘုန်းကြီးကကဏနာနည်းလို့ဆိုတဲ့ counting method လို့ခေါ်ပါတယ်ပြပမှာတော့ဘုန်းကြီးဒီလိုသင်ပေးတယ်အဲ့ဒီကဏနာနည်းရလည်းပဲ ိုတွက်ချင်တယ်လို့တွက်လို့မရပါဘူးကိုရေတွက်ချင်တယ်လို့ရေတွက်လို့မရပါဘူးကျမ်းစာမှာသင်ထားပြီးသားဖြစ်တဲ့အတွက်ဒီကျမ်းဒီဗုဒ္ဓရဲ့တရားထိုင်နေတိုင်းဆိုရင်တော့ဗုဒ္ဓသင်ပေးတဲ့ဤတိုင်းရှုကိုရှုရမှာပါဗုဒ္ဓဤအတိုင်းခန္ဓာမှာကတ်ကြည့်ရပါမယ်ကျမ်းစာတွေကဓမ္မကိုခန္ဓာဓမ္မဖြစ်နေပြန်ကြည့်ခြင်းဖြစ်ပါတယ်ဘို့ဆိုရင်ဝင်မဲ့တဲ့ဟာအနာပါနလို့ခေါ်ပါတယ်စာလို့ဆိုအနာပါနတတိလို့ခေါ်ပါတယ်တတိဆို mindfulness ပါပဲ mindfulness of breathing လို့ခေါ်ပါတယ် အဲ့ဒီ breathing မှာ in နဲ့ out နှစ်ခုရှိတယ်အဲ့ဒီ in and out ဆိုတဲ့ exhalation inhalation ပေါ့နော် in and out ဆိုတဲ့အဲ့ဒီနှစ်ခုကိုသူ့ဘက်သူဝင်သူ့ဘက်သူ in သူ့ဘက်သူ out ထားဖို့တတိလိုက်ထားပေးမှာအဲ့လိုထားတဲ့အခါမှာစမ်းစာအလိုဆိုရင်နော်ဝင်တဲ့ထွက်တဲ့တစုံကိုဒီ when that was that not so ne when that was that don't so good don't when that was that lay ဝင်တဲ့ထွက်တဲ့ငါးစုံကိုငါအဲ့လိုမျိုးဒေနေ3လေးငါဝင်တဲ့တက်တဲ့စုံကို1နှစ်စုံကို2 3စုံကို3 4စုံကို5ငါးစုံကငါဒါကသူ့ဝင်တဲ့ထွက်တဲ့ကိုထိုင်ကြည့်ုံကြည့်နေစိတ်တည်တောင်ပြေးမြောက်ပြေးပြေးတက်လွန်းလို့ထိုင်ကြည့်ုံမဟုတ်ဘဲနဲ့တိတိကျကျအဆအဆုံးကိုပြပြပြင်းပြင်းတတ်မှတ်ပြီးတော့ ဝင်လက်ထက်တစ်စုံတစ်နှစ်စုံနှစ်သုံးစုံသုံးလေးစုံလေးငါးစုံငါးနဲ့အဲ့လိုမျိုးနောက်ကနေကောင်းချင်းလောက်သွားတယ်သိစနစ်ကြတယ်အင်မတန်တမာရီရတဲ့နေမှာမြန်ဆန်တယ်စိတ်ပြေးတာကိုလည်းသိတယ်စိတ်ငြိမ်နေတာကိုလည်းသိတယ်နော်အဲ့လိုငါးကနေပြီးမှတစ်ခါတက်ပြန်သွားသူစနစ်ကတိတ်ကောင်းတယ်တက်ပြန်သွား6ပြန်လာတက်ပြန်သွား9ပြန်လာတက်ပြန်သွား10ပြန်လာတက်ပြန်သွား9ပြန်လာတက်ပြန်သွား10ပြန်လာအဲ့လိုဝင်သက်သက်တက ဝင်တဲ့နဲ့ဝင်တဲ့သုံးဝင်တဲ့လေးဝင်တဲ့ငန်းဝင်တဲ့တဲ့ငါဆိုပြီးတော့အဲ့ဒါကိုဝါရသေးတဝါရလို့ဒီလိုသင်ပါတယ်စာကကျမ်းစာမှာဝါရအသေးတဝါရဒါကို smaller one လို့ခေါ်ပါတယ်ဝါရအသေးတဝါရအဲ့ဒီနေ့ဒီမှာတိကုပြန်သွား6ကိုပြန်စင်ဒါကိုဝါရသေးနှစ်ဝါရလို့ခေါ်ပါတယ်တိကုပြန်သွားခုံကိုပြန်စင်ဒါကိုဝါရအသေးသုံးဝါရလို့ခေါ်ပါတယ် တစ်ကိုပြန်သွားရှစ်ကိုပြန်စင်ဒါကိုဝါရအသေးလေးဝါရလို့ခေါ်ပါတယ်တစ်ကိုပြန်သွားကိုးကိုပြန်စင်ဒါကဝါရအသေးငါးဝါရလို့ခေါ်ပါတယ်တစ်ကိုပြန်သွားတစ်ဆယ်ကိုပြန်စင်ဒါကိုဝါရအသေးရှောက်ခြောက်ဝါရလို့ခေါ်ပါတယ်အဲ့ဒီလိုဝါရအသေးခြောက်ဝါရတစ်ချိန်ကို greater one လို့ခေါ်ပါတယ်ဝါရကြီးတဝါရလို့ခေါ်ပါတယ်အဲ့ဒီဝါရကြီးတဝါရအတိုင်းမှာဝါရအသေးငါးဝါရပါပါတယ်တိတ်စနစ်ကြတယ်တိတ်စနစ်ကြတယ် ဒီတိတ်ကိုစနစ်ကြလုံးနဲ့နော်ဒီတိုင်းကိုလုပ်ရပါမယ်တမာတိအင်တန်ညာစားပါတယ်နောက် memory ပညာတိတ်တုတ်တက်ပါတယ်ဒီတိုင်းလုပ်ရင်ဒါကြောင့်ဒီတိုင်းလုပ်နေခြင်းသည် learning skill ကိုဖွံ့ဖြိုးစေပါတယ်လို့သိပ္ပံသူတည်တည်များကလည်းတွေးရှိထားပြီးဖြစ်ပါတယ်နော်ဒီစီဒါကတော့ဗုဒ္ဓသင်ပေးတဲ့နည်းကိုပြောပါတယ်ကျမ်းစာများကသင်ပြတဲ့နည်းကိုပြောပါတယ် တခြားမျိုးတွေကတော့ဘုံကြီးကလေးလေးမလေးလာလို့သိလည်းမသိဘူးဒါကျမ်းစာကလာတဲ့မျိုးပြောပါတယ်အဲ့ဒီလိုဝါရကြီးတဝါရမှာဝါရသေးငါ6ကြိမ်ပါတယ်အဲ့ဒီဝါရသေး6ကြိမ်ဟာ9မိနစ်ရှိတယ်9မိနစ်ထက်အများကြီးပိုလို့မရနော်မကြမ်းကျင်လို့လို့ရှိရင်ရော့ရင်မင်းနဲ့စက္ကန့်ပိုင်းရော့မယ်ပိုရင်လည်းစက္ကန့်ပိုင်းပဲပို့မယ်9မိနစ်ရှိပါတယ်အဲ့ဘုံကြီးရဲ့ကိုယ်ရည်ဟာအဲ့ဒီလိုမျိုး ေနဲ့ဒုံလေးနဲ့ဝါရကြီးတော်တဝါရရလို့၁၀ထိအောင်စိတ်ကိုငြိမ်ငြိမ်တက်တက်နဲ့သွားလိုက်လို့ရှိရင်နော် HRV တွေကချက်ချင်းကို၅မိနစ်တွင်းမှာထုတ်တက်လာပါတယ် HRV ဆိုတာက heart rate variability ကိုခေါ်ပါတယ်နှလုံးခုန်နှုန်းတစ်ခုတစ်ခုကြားကကြားချင်းကိုခေါ်ပါတယ်နှလုံးခုန်နှုန်းတစ်ခုတစ်ခုကိုတစ်စက္ကန့်ကိုတစ်ကြိမ်လုံးနဲ့ခုန်ပြီးတော့နှလုံးခုန်နှုန်းဒီတစ်စက္ကန့်တိုင်းကိုတစ်ကြိမ်လုံးနဲ့ခုန်ပြီးတော့စက္ကန့်60ကိုအကြိမ်60ခုန်ပါတယ်တမိနစ်ကိုအကြိမ်60ခုန်ပါတယ် နော်တစ်စက္ကန့်နဲ့လို့တစ်ကြိမ်လုံးနဲ့ခွေတစ်မိနစ်ကိုအချိန်60ခုံပါလေဒါကနှလုံးခုံလုံးအဲ့ဒီနှလုံးခုံလုံးဒိန်းဒိန်းနဲ့နှလုံးခုံလုံးတစ်ခုနဲ့တစ်ခုကြားကကြားတဲ့အချိန်ကို heart rate variability လို့သတ်မှတ်ပါလေနှလုံးခုံလုံးတစ်ခုတစ်ခု heart rate လို့ခေါ်ပြီးတော့အဲ့ဒီနှလုံးခုံလုံးဒိန်းဒိန်းဒိန်းနဲ့တစ်စက္ကန့်တစ်စက္ကန့်ကိုတစ်ကြိမ်လုံးနဲ့နောက်တစ်စက္ကန့်ကိုနှစ်ကြိမ်လုံးနဲ့အဲ့လိုခုံတဲ့တစ်ကြိမ်တစ်ကြိမ်ကြားမှာကြားတဲ့ကြာချိန်ကိုတော့ heart rate variability လို့ခေါ်ပါတယ်အဲ့ဒီ heart rate variability ဒီအစမြင်လာတာနဲ့အမြသူ့ကို heart rate variability ကို ms millisecond နဲ့သတ်မှတ်ပါတယ် millisecond နဲ့သတ်မှတ်ပါတယ်နော်အဲ့ဒီ heart rate variability မြင်လာတာနဲ့အမြမြင်လာခြင်းဒီနှလုံးပုံမှန်လုံးလုံးတယ်နှလုံးကျန်းမာရေးကောင်းနေတယ်လို့ဒီလိုစိတ်စိတ်ဆိုင်ရာကမှတ်တမ်းတင်ထားပါတယ် တည်ယူကြည့်ပါတယ်ဒါပေမဲ့ဘုန်းကြီးတို့ဟာဒီတရားထိုင်တာနဲ့ဒီဘက်ကနှလုံးကျမ်းမာရေးနဲ့ဒီလိုတွဲပြီးတော့သွားနေဖြစ်ပါတယ်အဲ့လိုလုံးလိုက်တဲ့အခါမှာနှလုံး high variability ကမြင့်တက်လာတယ်ချက်ချင်းကို9မိနစ်တွင်မှာတရင်ပို့လာတယ် အဲခုခေတ်မှာပြောလို့ရှိရင်ဘုန်းကြီးခဏခဏပြောတဲ့ fitness watch တွေရှိတယ်၊ကျန်းမာရေးနာရီတွေရှိတယ်။အဲ့ဒါလက်မှာပတ်တယ်ပတ်ပြီးတော့သူ့မှာတရားထိုင်တဲ့ meditation ဆိုတဲ့ application လေးလည်းပါတယ်။အဲ့ဒီ meditation ဆိုတဲ့ application ကိုဖွင့်ထားပြီးတော့ထိုင်ရင်ဘိုးတော်ကောင်းနေတယ်။နော်ဘိုးတော်ကောင်းနေတယ်။ဒါပေမဲ့ဈေးနှုန်းတွေကြီးမလားသေးမလားဘုန်းကြီးမသိလို့မို့တာကြီးတော့ဘုန်းကြီးစုံမတိုက်တွန်းလို့ဘူး။သို့တော့သေးကြတာကတော့ခုနကလိုတင်းတင်းတုံတုံကတင်းတင်းတုံတုံ၅၆တင်းတင်းတုံ၅၆ခွန်ဆိုပြီးတော့ one back track တဲ့ဒီဇိုင်းနိုင်ကို တင်းနဲ့တုံးလေးနဲ့နံပါတ်လိုက်ကပ်သွားပြီးတော့စိတ်ကိုထွက်မပြေးအောင်ညှင်းနေအောင်အဲ့လိုမျိုးလှုပ်ချင်းသည်နှလုံးကျန်းမာရေးကိုတုတ်တက်စေရဲဆိုတာတုတ်တေတီများကတုတ်တေတနာနဲ့ရှာဖွေတွေ့ရှိထားပြီးဖြစ်တဲ့အတွက်ဒီဖုန်ကြီးတရားထိုင်နေဆိုတာအင်တန်မှကျန်းမာချမ်းသာမှုတွေအထောက်ပံ့အထောက်ပံ့ဖြစ်တယ်ဆိုတာကိုဘုန်းကြီးပြောလိုရတယ်အဲ့ဒီလိုနဲ့ဘုန်းကြီးထိုင်ခဲ့စဉ်ကဒီတိုင်းနဲ့စိတ်ကိုညင်တဲ့အောင်ကြိုးစားထိုင်ခဲ့တာဖြစ်ပေမဲ့ ထုံးစံထိုင်တော့ထုံးစံထိုင်ပါသေးတယ်ပေါ့နော်ငြိမ်တဲ့ခါလည်းငြိမ်တယ်ပြေးတဲ့ခါလည်းပြေးတယ်ယခုကန္နာနီရတော့ပြေးလို့ကိုမရပြေးလို့ကိုမရအဲဘုန်းကြီးမမများဆိုလေ့ကျင့်ထားပြီးသားစိတ်ဖြစ်တဲ့အတွက်ဘုန်းကြီးတို့ကတော့ပြေးကြအကြောင်းကိုမရှိတော့ဆက်လုပ်တဲ့ဒီမှာဒုက္ခပါပဲလဲနေတတ်ပါတယ်ပြေးလိုက်ဘယ်ရောက်တော့မှမသိလဲပေါ့ဘယ်ရောက်တော့မှမသိတက်ကနေပြန်ရတယ်စီကန်တိတ်ကြည့်တယ်သူကဘယ်ရောက်တော့မှမသိရင်တက်ကပြန်ရတယ်ငါလား6လား9လားလဲနေတက်ပြန်ငါပြန်စင်း6ပြန်စင်းအဲ့လိုသွားရတယ် အဲ့လိုမျိုး9မိနစ်လောက်လောက်တန်နဲ့စဉ်းစားကြည့်ပေါ့နှလုံး heart rate variability မြင့်တက်လာတယ်ဆိုတာဘုန်းကြီးကဒါကိုနှလုံးကျန်းမာရေးဆေးနှလုံးအားစေးတောက်ခြင်းလို့ဒီလိုမှတ်ယူပါတယ်နှလုံးအားစေးတောက်ခြင်းလို့ဒီလိုမှတ်ယူပါတယ်ဘုန်းကြီးကိုယ်တိုင်ကနှလုံးကျန်းမာရေးမကောင်းတဲ့ဆရာတော်တစ်ပါးဖြစ်ပါတယ်အဲ့ဒီနှလုံးကျန်းမာရေးမကောင်းတာဟာဒီ2023တစ်နှစ်လုံးတော်တော်ကြီးဆိုးပါတယ်အဲတော်တော်ကြီးကိုချင်နေမကောင်းပါဘူး လောက်ထိဖြစ်လဲဆိုရင်ချွေးစည်းတွေတစ်ခါတစ်ခါပြန်လာလေကားတက်တဲ့ခါမှာလေကားဘုရားအဲပြုတ်ကြတဲ့အချိန်မျိုးမျိုးထီအောင်ကိုဘုန်းကြီးကြုံခဲ့ရပါတယ်အဲ့ဒီမှာဝါရုံးကြီးလည်းဖြစ်တော့တော်ရဲမှာဧကဇာတိတပါးလေးနဲ့နေတယ်ဘုန်းကြီးကဘဲကိုမှသွားလို့လည်းမရဘဲသူဝါရုံးကြီးဖြစ်နေတယ်ဘသူနာမှလည်းသွားเสียရမရှိစေကန်းတွေပါလေသွားလို့ကမရဆိုတော့အဲ့တော့ဘုန်းကြီးဘာလုပ်ရလဲဆိုတော့တရားကိုပဲထိုင်မယ်ငါတရားထိုင်တာဟာဒီနှလုံးကြက်မှရေးအတွက်အထောက်အပံ့ဖြစ်တယ်ဆိုတော့လုံးဝဘုန်းကြီး အဲ့ဘက်နေကြနားလဲထားတယ်ပညာရေးနဲ့နားလဲထားတယ်တက်ကအဲ့ဒီကတရားထိုင်တာကိုပဲဒစိုက်မမအချိန်တောင်းလျှောက်ထားပြီးတော့စိတ်ကိုညင်ကြတဲ့နေအောင်နော်ဒီကဏ္ဍနီးနဲ့လို့ဝိပဿနာကြတော့ကဏ္ဍနီးလွတ်ပေါ့နော်ခုခေါင်းကြီးကဏ္ဍနီးကိုပဲပြောနေတော့ဝိပဿနာမတော်သေးဘူးတမထာနီးကိုပဲပြောနေတော့အဲ့လိုလုံးနေရင်းနဲ့နော်ဘုန်းကြီးမရအများကြီးကောင်းလာတယ်ခုဆိုအများကြီးကောင်းသွားပြီဘုန်းကြီးအများကြီးပြန်ကောင်းလာပြီအဲဒီတရားကိုဘုန်းကြီးဘာကြောင့်ဒီလောက်တစ်ဖက်ကပြောနေလဲဆိုတာ ဲ့ဒါလိုကျမရဲ့အထောက်အကူဖြစ်လို့ပြောနေခြင်းဖြစ်ပါတယ်ဆိုတာလေးကိုပြောပြရစီခုဘုန်းကြီးဒီလက်တွေ့ကြကြအထုတ်မျိုးပြောလာတဲ့အခါအချိန်တွေဘလောက်ရောက်သွားပြီလဲမင်း20ရောက်သွားပြီနောက်ဒီလောက်ပဲဘုန်းကြီးတော်ထားပါမယ်နောက်နေ့မှဆက်ပြီးတော့ပြောပါမယ်ဘာလို့လဲဆိုဘုန်းကြီးတင်ထားတဲ့ဒပိုင်းပါဇက်တရားပါကြောင့်ထိုင်ရတယ်လေတရားထိုင်နေသူတရားထိုင်နေလမ်းကြောင်းမှာဒပိုင်းပါဇက်ရောက်နေတဲ့ဘလို့ထိုင်ရမယ်ဆိုတာပြောထားတဲ့အခါကျတော့တချို့ကတပုတ်လုံးနာပါရစေလို့ဒီလိုမျိုးတောင်းဆိုထားတာရှောက်ထားတာရှိပါတယ်အဲ့ဒါကြောင့်ဘုန်းကြီးက ဒါကိုအခုစေနာမေတ္တာနဲ့ပြောပြခြင်းဖြစ်ပါတယ်နော်ဘုမင်းနဲ့20ရောက်ပြီဆိုတော့ဒီမှာပဲနားထားပါမယ်ခုလက်တွေ့တကယ်လောက်ထားကြတော့နှေးပြီးတော့ပြောရတဲ့အခါအချိန်နည်းနည်းပြည့်ရတယ်နော်ခုနကဘုန်းကြီးမဂ်ဂင်၈ပါးနေဆိုင်လာအဲ့ဒါကိုမရောက်သေးဘူးလက်ဒီမဂ်ဂင်၈ပါးလေးကိုသွားရအောင်မယ်နော်ဒီမှာပဲတော်ပါပြီအားလုံးကိုစိတ်နှပြကြမှာချမ်းသာ၍ကိုယ်ခန္ဓာမှာကိုယ်ခန္ဓာရဲ့ဝင်တဲ့ထွက်တဲ့ကိုကိုယ့်ဖက်ကိုတတိကတ်ချင်းတည်း ဘယ်ဘာသာကိုမှမစော်ကားသလိုဘယ်ဘာသာကိုမှမဖုတ်ခတ်သလိုဘယ်လူမျိုးကိုမှပြင်းမစော်ကားတာလည်းမရှိပါဘူးဗုဒ္ဓတင်ပေးတဲ့ဤအမှန်ဖြစ်ပါတယ်အဲ့ဒီဗုဒ္ဓတင်ပေးတဲ့ဤကိုဓမ္မလို့ခေါ်ပါတယ်အဲ့ဒီဓမ္မအတိုင်းနေထိုင်တာကိုတရားဓမ္မကိုကျင့်သုံးနေထိုင်တယ်လို့ခေါ်ပါတယ်အဲ့ဓမ္မကိုကျင့်သုံးနေထိုင်တဲ့အခါအနည်းဆုံးတော့နှလုံးကျန်းမာရေးကောင်းလာတာဘုန်းကြီးကိုရတာနောက်တစ်စီးကြိုတွေတွေ့တွေ့အများကြီးရှိသေးတယ်နော်အဲ့တော့အလုံး ကိုယ်ဝင်တဲ့ကိုထွက်တဲ့ကိုတီတီငိမ့်ငိမ့်နဲ့ဘယ်မှပြေလွှာခြင်းမရှိအောင်ခုနဘုန်းကြီးပြောရတဲ့အတိုင်းပဲလိုက်တိကပ်ပြီးတော့နေထိုင်ခြင်းဖြင့်ကျမ်းစာရေးကောင်းကြပါစေ learning skill လို့ခေါ်တဲ့လေ့လာသင်ယူမှုစွမ်းရည်လည်းမြင့်မားကြပါစေတကယ်လည်းမြင့်မားပါတယ်မြင့်မားကြပါစေမှတ်ဉာဏ်တွေလည်းပဲဆုံးရှုံးခြင်းမရှိပါဘူးမှတ်နိုင်ခြင်းဒီမှတ်ဉာဏ်တွေကိုပိုးကြီးပိုးကြီးတိုးတက်လာတဲ့ဆရာကိုတက်တက်ပြနေတယ်အဲ့ဒီမှတ်ဉာဏ်တိုးတက်ခြင်းဒီဟိုအောက်ခြေက gray matter လို့ခေါ်တဲ့ prefrontal cortex မှာရှိတဲ့ gray matter ရှိဆိုတဲ့ gray ဦးနှောက်ရဲ့ structure ပိုင်းအပြောင်းအလဲကြောင့်ဖြစ်ပါတယ်ဆိုတာလေးကိုပြောရင်းနဲ့နေကုန်းချုပ်ပါတယ်နော်